မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 14ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တကောင်းမြို့သိမ်းတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သား64ဦးသေဆုံးပြီးတော့ 20ဦးအရှင်ဖမ်းမိကတနက်မျိုးစုံ83လက်ကိုတိတ်ဆိတ်ရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ17ရက်နေ့မနက်ပိုင်းမှာတပိတ်ချင်းမြို့နယ်တကောင်းမြို့ကိုအမတ်တက်စစ်ဒေသမန္တလေးတိုင်းတာဝန်ခံရုံးကိုကဲမှုနဲ့အထုလှုပ်ရှားတိုက်ရင်၃၊အမတ်911တိုက်ရင်မန္တလေးခရိုင်တိုက်ရင်၄မန္တလေးတိုင်း drone တပ်ဖွဲ့နဲ့တပိတ်ချင်းမြို့နယ်ပကဖတို့ကစတင်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲစတင်ဖြစ်ပွားပြီးတဲ့နောက်မှာဩဂတ်လ17ရက်နေ့ညနေပိုင်းမှာတကောင်းမြို့ကိုတိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။တကောင်းမြို့ပေါ်မှာ ဒုဗိုလ်မှူးကြီးရဲကောင်နဲ့ဘုံမှူးမိုးတွင်ဦးစီးတဲ့တတက73ဘုံမှူးမိုးဝင်းဦးစီးတဲ့စခတ်တ ရဲအုပ်အောင်ကိုဝင်းဦးစီးတဲ့ရဲတပ်ဖွဲ့ဇော်လင်းတိုင်းဒူးမြို့နယ်မှုတို့အခြေပြုနေထိုင်တဲ့ထွေအုပ်ယုံစေးယုံနဲ့ရဲစခန်းတို့ကိုဩဂတ်စ်လ17ရက်နေ့မှာရရှိခဲ့ပြီးတော့လေးမြနာဖျားကိုဩဂတ်စ်လ12ရက်နေ့မှာအောင်မြင်စွာသိမ်းပတ်ရရှိခဲ့တယ်လို့သိရပါတယ်။ထိတွေ့တိုက်ပွဲများအတွေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သား64ဦးသေဆုံးပြီး20ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်မျိုးစုံ83လက်ကြီမျိုးစုံပေါင်း4000ကျော်ဘုံဒီမျိုးစုံ130ကပ်သိမ်းဆီးရမိပြီးတော့တော်လိုင်းရဲဘော်2ဦးမြင့်မြတ်စွာကြာဆုံးခဲ့ရကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်ကတော်ကြီးများအခြေဆိုင်ရာ မေမျိုးခေါ်ပြင်ဦးလွယ်မျိုးမှာလက်နက်ကြီးပြက်ခတ်သန်းများဩဂတ်လ23ရက်နေ့မနက်9နာရီခန့်ကစတင်ထွက်ပေါ်လာတဲ့အတွက်ကြောင့်မြို့ကန်များဟာထိတ်လန့်နေသလိုမြို့ကိုစွန့်ခွာသူများလည်းရှိလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြင်ဦးလွယ်မျိုးပြင်ထုံးဖို့ကြေးရွာအနီးဧကတထောင်ချံမှာအခြေစိုက်တဲ့စစ်ကောင်စီတပ်ကပြက်ခတ်နေခြင်းဖြစ်တယ်လို့သိရပါတယ်မြို့ရဲ့မြောက်ဘက်16မိုင်ခန့်အကွာမှာရှိတဲ့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်ဗန်ပွေးကြေးရွာဘတ်ချန်းကိုပြက်ခတ်နေခြင်းဖြစ်နိုင်တယ်လို့ဒေသခံတချို့ကပြောကြားထားပါတယ်ဩဂတ်လ23ရက်နေ့မနက်ပိုင်းကလက်နက်ကြီးပြက်ခတ်သန်း10ကျပ်ထက်မနည်းကြားခဲ့ ရာကြောင်းဒေသခံအမျိုးသမီးတို့ကပြောပြထားပါတယ်၆လှန့်ပြီးတော့လှမ်းထုနေတာဗန်မွေးဘက်ကိုလှမ်းထုတာတိုက်ပွဲကတော့မပြောတတ်သေးဘူးဒီဘက်ရွာတွေမှာလည်းအကုန်လုံးကရှောင်ထားကြပြီလို့ထုံကုန်းကြီးပါကအမျိုးသမီးကပြောဆိုထားပါတယ်လက်နက်ကြီးပစ်ခတ်တမ်းများကိုပြင်းလွယ်မျိုးပြင်ရွာများဖြစ်တဲ့ထုံကုန်းထုံးပေါ်ကုံပေါ်မိုးချိုပြစ်ရွာတို့အပြင် မျိုးရင်းရက်ကွက်များဖြစ်တဲ့ရေချမ်းအိုးရေငယ်နဲ့မျိုးလည်ကောင်းနေရာများအထိပါကြားနေရတယ်လို့သိရပါဗျ။မျိုးကံများဟာလည်းတစ်ဖြည်းဖြည်းရွှေပြောင်းနေကြပြီလို့ကြားသိရကြောင်းအဲ့ဒီအမျိုးသမီးကဆက်ပြောပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေး PDF ရဲ့ပြောရေးဆိုခွင့်ရှိသူကပြည်ဦးလယ်မြို့နယ်နောင်ချိုကြားဗန်ပွေးကျေးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်နေခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။လက်ရှိမှာနောင်ချိုမြို့နယ်တောင်ခမ်းရွာအနီးတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့အသေးစိတ်အခြေအနေကိုတော့မသိရသေးကြောင်းမန္တလေး PDF ရဲ့ပြောရေးဆိုခွင့်ရှိသူကိုအော်စမွန်ကပြောပါတယ် စစ်တပ်ကတော့ကြီးများအခြေဆိုင်ပြီးတော့တပ်မိသားစုဝင်အများပြားရှိရာ ပြည်ဦးလွယ်မြို့နယ်အနီးဆုံးဖြစ်တဲ့အရှိမြောက်ဘက်35မိုင်ခန့်အကွာက နောင်ချုံမြို့ကိုတောင်းတက်မှာတော့ DNA လေးကတိတ်ပိုက်ထားပြီးတော့နောင်ချုံမြို့ရဲ့မြောက်ဘက်တောင်ခန်းချေးရွာအနီးမှာအခုရက်ပိုင်းတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဩဂတ်စ17ရက်နေ့ကနောင်ချုံမြို့နယ်တောင်ခန်းရွာမှာအမြောက်တက်900ရက်နှစ်တက်မမန်းတော်ချေးရွာမှာတပ်မ69လက်အောက်ခံခမရ300ရက်နှစ်ရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံခမရ305တက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံခမရ306တိုင်ရင်းများနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်အဲ့ဒီနောင်ချုံမြို့နယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီလေတပ်ကလေယာဉ်နဲ့စီးနဲ့ဘုံအလုံးကြီး20ကျဲချတိုက်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်ပြည်ဦးလွယ်မြို့ပြင်အနီးရေငယ်ရပ်ကွက်မှာနေထိုင်တဲ့အမျိုးသမီးတို့ကလည်းတိုက်ပွဲဖြစ်ပွားရာနောင်ချုံမြို့နယ်ဘက်ကိုစစ်ကောင်စီကလက်နက်ကြီးနဲ့စစ်ကူပေးနေခြင်းဖြစ်တယ်လို့ယူဆထားပါတယ် နောင်ချိုတောင်ခမ်းဘက်မှာတိုက်နေတဲ့တော်လိုင်းတက်တွေကိုဒီကနေအပေါ်စည်းကနေပြီးတော့အမြောက်တွေနဲ့လှမ်းထုနေတယ်လို့ထင်တယ်။ခံစစ်ကိုကူပေးနေတာအတန်တွေကတော့တော်တော်ကိုကျဲတယ်။ခုထိထုနေတော့မယ်လို့ဩဂတ်စ်လ23ရက်နေ့မနက်ပိုင်းကပြောကြားထားပါတယ်။ပြင်းဦးလယ်မြို့အရှိပံမိုင်90ကျော်အကွာမှာရှိတဲ့တောင်ခမ်းရွာဟာရှမ်းပြည်နယ်တောင်ပိုင်းရက်စောက်ကိုသွားရလမ်းကြောင်းပေါ်မှာတည်ရှိတဲ့ခြေရွာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ပြင်းဦးလယ်နဲ့မန္တလေးကြားမှာရှိတဲ့ပသိမ်ကြီးမြို့နယ်ကိုလည်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့တပ်များကဝင်တိုက်နေတယ်လို့သိရပါတယ်။အဲ့ဒီအခြေအနေမှာ စိတ်ရိပ်စိတ်ငွေတန်းလာတဲ့ပြည်ဦးလွင်မြို့ကိုစစ်မီးကူးလာနိုင်တယ်လို့ယူဆကြပြီးတော့အခုနှစ်ဩဂတ်လဇန်းပိုင်းကစပြီးတော့တပ်မိသားစုဝင်များနဲ့မြို့ကန်များကတဖြည်းဖြည်းနဲ့ရွှေပြောင်းနေကြတယ်လို့သိရပါတယ်။တိုက်ပွဲကဖြစ်တာကဖြစ်မှာယူဆရတာကတီဘောကိုတိမ်းပြီးရင်ပြည်ဦးလွင်ဘက်ကိုကူးလာကြမယ်ပေါ့။ဒါကြောင့်တဖြည်းဖြည်းနဲ့ရွှေ့နေကြတာတပ်မိသားစုဝင်တွေရောဒေသခံတွေရောအကုန်ရွှေ့နေကြတာမရွှေ့ပြောင်းကြတဲ့နေကန်တွေလည်းရှိတယ်လို့အဲ့ဒီရေငယ်ရက်ကွက်တွေပြည်သူတို့ကပြောဆိုထားပါတယ်စစ်ကောင်စီတိုက်ရင်၃ခုအခြေဆိုင်တယ်တီဘောမျိုးပပလဲပိတ်ဆို့ခံထားရတဲ့အချိန် စစ်ကောင်စီလေးတပ်ကပြစ်ကူပေးနေတယ်လို့သိရပါတယ်ဩဂတ်လ17ရက်နေ့ကလည်း112ထပ်ဖို့လေးရင်နဲ့ဘုံအလုံးရေ85လုံးကျဲချခဲ့တယ်လို့ TNL လေးကထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်ကပြင်းလွယ်မြို့ပြင်အနီးပွဲကောက်ရေတံခွန်ရဲ့အနောက်ဘက်ဖရာကုံမြို့ဆောင်လမ်းအနီးမှာရှိတဲ့စစ်စေးရေးဂိတ် စစ်တပ်ကတို့ DSA ရဲ့အနောက်ဘက်စင်လန်းရက်ကွက်မြို့ပြင်ဧကတထောင်ချံနဲ့ဝဝဆေးဆေးဂိတ်တို့မှာခံစစ်တွေအကြီးအကျယ်ပြင်ဆင်ပြီးတော့နေရာယူထားကြောင်းဒေသခံများကပြောဆိုထားပါတယ်။ဒါ့အပြင်စစ်တပ်လက်ကျင်ရေးကြောင်းများအနီးမှာလည်းဆေးဆေးဂိတ်များနဲ့ဘန်ဂါများစောက်လုပ်ထားတယ်လို့သိရပါတယ်။ရဲရွာလမ်းနဲ့ဆက်ဆက်နေတဲ့အနီးစခန်းရက်ကွက်လမ်းပိုင်းမှာလည်းတပ်ဆွဲထားတယ်လို့သိရပါတယ်။ဒါ့အပြင်ပြည်ဦးလွင်နဲ့မန္တလေးကြား3000ကျေးရွာနဲ့ပြင်စာရွာကြားရတနာဘုံ సై ဘာစစ်တီတက်ကတော်တို့မှလည်းတပ်ဆွဲနေရယူထားတယ်လို့သိရပါတယ်။ အခုလိုမျိုးစီးရဲပြင်ဆင်မှုတွေပြုလုပ်ထားတဲ့အချိန်မှာမြို့တွင်းမြို့ပြင်ဈေးဆိုင်အများအပြားဟာပိတ်ထားတယ်လို့သိရပါဗျ။လမ်းသွားလမ်းလာများလည်းနှဲပါကမြို့ဟာလည်း၆ကတ်တိတ်ဆိတ်သွားတယ်လို့ပြောဆိုထားပါဗျ။မြို့ကနေတိတ်ဆောင်မှုအခြေအနေများကြောင့်ပြင်းဥလွင်ကနေအခြားမြို့များကိုရင်လိုင်းများအုံပြုသူတွေများပြားနေပြီးတော့ကားကဈေးနှုန်းဟာလည်းနှစ်ဆကန့်တက်သွားသလိုလက်မှတ်အလွယ်တကူဝယ်ယူနိုင်ခြင်းမရှိတော့ဘူးလို့စုံစမ်းသိရှိရကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့လာရှိုးမြို့ရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကနေဖမ်းဆီးရမိခဲ့တဲ့စစ်တုံးပန်းမိသားစုဝင်185ဦးကို MNDAA ကခုနှစ်ကြိမ်မြောက်ဖြစ်နေပြန်လည်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ17ရက်နေ့မှာအရှိမောက်တိုင်းစစ်ဌာနချုပ်ကနေဖမ်းဆီးရမိခဲ့တဲ့စစ်တုံးပန်းမိသားစုဝင်185ဦးကိုခုနှစ်ကြိမ်မြောက်ပြန်လည်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစစ်တုံးပန်းမိသားစုဝင်များကို SSPP တပ်ဖွဲ့ကလာရောက်ခေါ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ်လ23ရက်နေ့မှာတော့စစ်တုံးမန်းတွေရဲ့မိသားစုဝင်185ဦးကိုပြန်လွှတ်ပေးလိုက်ပါတယ်။ပုံမှန်အတိုင်းပါပဲ SSPP တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းချိတ်ဆက်ပြီးတော့လာရောက်ခေါ်ဆောင်ပေးပါတယ်လို့ဒေတာရင်းတော်လိုင်းရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။အဲ့ဒီစစ်တုံးမန်းမိသားစုဝင်များကိုဩဂတ်စ်လ6ရက်နေ့ကစတင်ပြီးတော့ပြန်လွှတ်ပေးနေခြင်းဖြစ်ပြီးတော့ပထမဆုံးအကြိမ်ဖြစ်နေ385ဦး။ဩဂတ်စ်လ9ရက်နေ့မှာဒုတိယအကြိမ်ဖြစ်နေ445ဦး။ဩဂတ်စ်လ10ရက်နေ့မှာတတိယအကြိမ်ဖြစ်နေ308ဦး။ ်ဩဂတ်စ်လ9ရက်နေ့မှာသရုတ်ထချိန်ဖြစ်နေ338ဦးဩဂတ်စ်လ17ရက်နေ့မှာပြင်စမအချိန်ဖြစ်နေ332ဦးဩဂတ်စ်လ12ရက်နေ့မှာ383ဦးနဲ့ဩဂတ်စ်လ17ရက်နေ့မှာ185ဦးလို့ကိုထပ်မံလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်အတွင်းမှာကြံ့ရင့်နေတဲ့စစ်ကောင်စီရဲ့မိသားစုဝင်တွေရေချောင်းကနေပြီးတော့ထွက်ပြေးဖို့တပိတ်ချင်းမြို့ပေါ်ကိုစုယုံရောက်ရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်သားမိန်းမတွေပြေးကြဖို့အတွက်တပိတ်ချင်းမြို့ပေါ်ကိုရောက်နေပြီးရွှေဝါဝင်းခန်းမထဲမှာရောတမျိုးလုံးလဲစစ်ခွေးစစ်ကောင်စီအုပ်စုတွေအများကြီးပဲလို့တပိတ်ချင်းမြို့ကကပြောဆိုထားပါတယ်တပိတ်ချင်းမြို့နယ်ကနေတစ်ဆင့်ထွက်ပြေးမဲ့စစ်ကောင်စီအုပ်စုမိသားစုဝင်တွေအနေနဲ့အေရီမြေချောင်းတစ်လျှောက်မှာရေလန်းကနေထွက်ပြေးမှဖြစ်ပြီးတော့သူတို့ကိုခေါ်ဖို့အတွက်မန္တလေးမြို့ဂေါ်ဝင်စိတ်ကန်းကနေပြီးတော့ သင်းမောငါးစီးနဲ့ဂျိုဖို့အတွက်စံတက်လာနေတယ်လို့တရင်အေးမီတွေကပြောဆိုထားပါတယ်အဲ့ဒီသင်းမောတွေဟာမြေကမ်းတစ်လျှောက်ကကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်လာတယ်လို့လဲဒေသခံတွေကပြောပါတယ်သင်းမောတွေကစင်ကူးကိုကြော်သွားပြီးတပိတ်ချင်းကိုလူသွားခေါ်မှာစစ်သားမိမတွေအကုန်ပဲခွနမိုင်းကြောက်ကြီးတက်ဇေယျကွင်းကအုတ်ကြီးနဲ့အဖွဲ့ ဆက်သုံးဘက်ကတော့အတန်မကြဘူးဖုန်းလိုင်းတွေလည်းမရဘူးလို့တပိတ်ချင်းမြုပ်ကန်တွေကပြောပါတယ်ရေချောင်းကနေထွက်ပြေးမဲ့စစ်ကောင်စီအုပ်စုကိုလေချောင်းကနေစစ်ကောင်စီအုပ်စုကလုံခြုံရေးယူပေးဖို့ပြင်ဆင်နေတယ်လို့လည်းဒေသခံတွေကပြောဆိုထားပါတယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကအမှတ်၁စစ်ဒေသရဲ့ဥဆောင်မှုနဲ့တပိတ်ချင်းမြုပ်နယ်မြောက်ဘက်ချမ်းမှာထိုးစစ်ဆင်နွှဲနေပြီးတော့စစ်ကောင်စီအုပ်စုရဲ့အထိုင်စခန်းမြို့နယ်ရွာတွေကိုသိမ်းယူနေတယ်လို့ TNL မန္တလေး PDF နဲ့မဟာမိတ်တွေကလည်းတပိတ်ချင်းမြုပ်နယ်တောင်ဘက်ချမ်းမှာစခန်းသိမ်းတိုက်ပွဲတွေကိုအပြင်းထန်ဆင်နွှဲကအောင်ဝဲတွေဆက်လာတဲ့နောက်တပိတ်ချင်းမြုပ်နယ်အတွင်းမှာရှိ တဲ့စစ်သားမိသားစုတွေအကုန်လုံးဟာထွက်ပြေးဖို့လှုံ့ဆော်နေတာလို့ဒေသခံတွေကပြောဆိုထားပါတယ်။တပိတ်ချင်းမြို့နယ်အတွင်းမှာရှိတဲ့ဒကောင်းမြို့ကိုလည်းဩဂတ်လ12ရက်နေ့ကပြည်သူ့ကာကွယ်တပ်တွေကသိမ်းယူနိုင်ခဲ့ပြီးတော့လက်နက်နဲ့စစ်တုံးမန်းတွေကိုဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ဘီလင်းမြို့အဝင်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများငွေကြေးအဆမတန်တောင်းခံနေတဲ့200တန်ဂိတ်ကိုပြစ်ခတ်တိုက်ခဲ့ရာစစ်ကောင်စီဘက်က3ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ12ရက်နေ့ညနေ6:28မိနစ်ခန့်မှာဘီလင်းမြို့အဝင်မှာရှိတဲ့ငွေကြေးအဆမတန်တောင်းရမ်းနေတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ပြူစောထီးများကို PDF တက်ရင်8335တက်ခွဲလေး UG အဖွဲ့က40မမနဲ့လက်နဲ့ငယ်များနဲ့ပြစ်ခတ်တက်ခတ်ရာအပြန်လည်ပြစ်ခတ်မှုဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီဂိတ်ဟာစစ်အာဏာသိမ်းပြီးတဲ့နောက်စီပင်ဝန်ထမ်းများကမနေရဲပဲနဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲများနဲ့ပြူစောတိအဖွဲ့များကပူးပေါင်းပြီးတော့မိသားစုအလိုက်လေလံဆွဲကဂိတ်ကြီးများကိုအစမတန်တောင်းရမ်းနေတဲ့ဂိတ်တစ်ခုဖြစ်ကြောင်း PDF တပ်ရင်း9735တပ်ခွဲလေး UG အဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာဂိတ်စခန်းအနီးမှာရှိတဲ့ဈေးဆိုင်တစ်ခုကအမျိုးသမီးတဦးနဲ့နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့်မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့များအထိကမရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့တောက်တိုင်များလေပတ်နေတဲ့ဂိတ်စခန်းလောင်းကစားဝိုင်းများနဲ့ပတ်သက်မှုရှိတဲ့နေရာဒေသများကို ရှောင်ရှားတွာလာကြရန်မေတ္တာရက်ခံထားကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာအမြင့်လမ်းဘေးမှာရှိတဲ့ထဏောင်းတော်တောင်ရွာဇေးတန်းကိုအကြပ်ဆက်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာပြည်သူ၁၂ဦးသေဆုံးပြီး၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ23ရက်နေ့မနက်10:00နာရီကမှမုံရွာမြို့အဝင်မအူဂိတ်မှာတပ်ဆွဲထားတဲ့အကြပ်ဆက်ကောင်စီတပ်သားများက60မမလက်နက်ကြီးနဲ့မုံရွာအမြင့်လမ်းဘေးမှာရှိတဲ့ ဖဏောင်းတော်တောင်ရွာဈေးတန်းကိုပြစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ပြည်သူ22ဦးလက်နက်ကြီးထိမှန်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးတော့အမျိုးသား3ဦးနဲ့အမျိုးသမီး6ဦးစုစုပေါင်း7ဦးအစုလိုက်အပြုတ်လိုက်တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ထိခိုက်တိတ်ဆုံးခဲ့တဲ့ပြည်သူတွေကတော့ကြေးရွာအစုံကပဲနာမည်တွေနဲ့ဘယ်ရွာကလဲဆိုတာကိုတော့ဆက်လက်ပြီးတော့အတည်ပြုနေပါတယ်လို့မုံရွာအမြင်လန်းသတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ဒါအပြင်ဩဂတ်စ်လ10ရက်နေ့နဲ့17ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ရဲ့မအူဂိတ်ကလက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်ပြည်သူ10ဦးထိခိုက် ိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။မုံရွာအမြင့်လမ်းဘေးမှာရှိတဲ့ကျေးရွာများဟာနေ့စဉ်လက်နက်ကြီးဒဏ်ကိုအလိုအလဲခံစားနေကြရပြီးတော့ထိခိုက်သေဆုံးမှုများလည်းများပြားလျက်ရှိကြောင်းမုံရွာအမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။